ျွန်တော်မဲ့ရှင်မြောင်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်လုံးပိုင်အားနဲ့20ကိုပြန်လည်မြောက်ပြတော့မှာဖြစ်ပါတယ်လုံးပိုင်20နံပါတ်1ကဒီမှာ10ပေတာ909 6တက်ပေတာ3ည63ပေါ့နော်10696689689116116ည693ပေါ့နော်ပြီးရင်ဒီမှာဒီ20နှမျိုးပြပေးထားတာဆိုရင်ဒီအရှိက20နံပါတ်1ပဲသူက okay နေဆဲပဲဖြစ်ပါတယ်ပေါ့နော် တုံများပဲတာ၈လေး၃ပေါ့နော်။လေးပဲတာနှစ်တုံများကိုလေးပဲတာခွန်ခွန်၉ပေါ့နော်။ထပ်ပြီးတော့ဒီမှာ၃ပဲတာခွန်တုံများတုံများဒီမှာကျွန်တော်တွင်နှစ်တမျိုးထည့်ပဲပြပြထားခြင်းဖြစ်ပါတယ်ပေါ့နော်။ပြီးခဲ့တဲ့ဘက်မှာခုနှစ်တလုံးပဲတာ၃ငါးနေပါတော့ဒီဆက်တဲ့ချိန်မှာတော့၃နဲ့နှစ်ပေါင်းက၅နဲ့တစ်ပေါင်း6ဆိုတဲ့အတွက်ကျွန်တော်၆လုံးပိန်ပဲမှာဖြစ်ပါတယ်၆လုံးပိန်တွင်ရအရာအားနေတယ်လို့ဆိုလို့ရှင်းဖြစ်ပါတယ်ခင်ဗျာ โอเคနောက်ထပ်20တမျိုးကိုလေ့လာကြည့်အောင်ကျွန်တော်ပြခဲ့တဲ့တပတ်မှာဒီ3ဘိန်အားနည်းရ၄ဘယ်တာ6ချောင်းနေပေါ့နော်6ဘယ်တာတုံများလေးလေး၄ဘယ်တာနည်းနည်းတိโอเคဒီလိုလေးတောက်ချောက်ဆိုပေမဲ့ကျွန်တော်ပြခဲ့တဲ့တပတ်မှာတော့ဒီ20ဖောက်တယ်ပေါ့နော်အဲ့မှာနေ့လုံးဘိန်ပယ်တာဖြစ်ပါတယ်နေ့လုံးဘိန်အားနည်းတာဒီလုံးဘိန်အနေနဲ့3 5နည်းဆိုပြီးတော့နေ့အပိုင်းညမှာရှာပေးသွားခဲ့တဲ့အတွက်ပြခဲ့တဲ့တပတ်မှာဒီ20ပြတ်တယ်ပေါ့နော် တပင်ပဲပြည့်တဲ့အတွက်ကြောင့်မို့ဒီဆက်တဲ့ချိန်အတွက်ကတော့99935နေပေါ့နော်ပြီးရင်နေတုံညာနေတုံညာပြီးတော့349တက်3လေး3တုံညာခွန်တုံညာလှဲလေးဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်ရေရှိက9တချိန်3ထိပ်မှတချိန်ဒီနှစ်ခုပေါင်းမယ် ၃နဲ့ဒီတင်နဲ့ပေါင်းမယ်၊၃ညနဲ့ဒီ၃ညနဲ့ကြိမ်ပေါင်းမယ်ပေါ့နော်။ပြီးရင်၆နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။၅၃၈ဖြစ်ဖြစ်ပါတယ်ပေါ့နော်။၃နဲ့၁ပေါင်းရှင်းဒီလေ၃ည၃ညပြီးရင်၆နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။၄နဲ့၆ပေါင်းရှင်းတဲ့ဆေး၈တလုံးကြံတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာ၈လုံးပိုင်အားနေတယ်ဖြစ်ပါတယ်။ဒါ20အရာပေါ့နော်။20အရာကျွန်တော်ခုနက၆လုံးပဲအားနေတယ်ပေါ့နော်ဒီတစ်ပတ်မှာ အာဒီဒီ20တခုကရှင်းလုံးပိုင်အားနေတာဖြစ်ပါတယ်။နောက်ထပ်20တမျိုးကပင်ရှင်ဖြစ်ပါတယ်ဗောနော်။ငါးတစ်ကိုလေးတစ်တစ်ကနေစပြီးတော့ပြပေးထားခြင်းဖြစ်ပါတယ်။ပင်ရှင်ဒီလိုလေးတောက်လျှောက်ဖြစ်ပါတယ်ခင်ဗျာ။ Okay ဒီမှာတောက်လျှောက်ဗောနော်။ဒီလိုလေးတောက်လျှောက်ဒီလုံးပိုင်အားနေယူတာဖြစ်ပါတယ်။တော်တော့ကျွန်တော်ဒီနှစ်တော်များကိုတပင်မှာတပင်ပြည့်တယ်ဗောနော်။ နေတော်များကုတ်တချိန်မှာပြတ်သွားခဲ့တယ်ပြီးတော့ကျွန်တော်ဒီနေစာကနေစာပြီးတော့ဒီလို၄တောက်၆ဆိုပေမဲ့ဒီ၃တောင်များကုတ်တချိန်မှာလေထပ်ပြီးပြတ်တယ်ပေါ့နော်၃ညာလုံးပိန်ပေတာ၃ညာလုံးပိန်ခြားပေးသွားတယ်ပေါ့နော်ဒါကြောင့်မအိမ်မှာပြတ်တယ်ပြီးကလေးတစ်ပတ်၆လုံးပိန်ပေတာ၃ငါးနေဆိုတဲ့အတွက် OK လာတယ်ပေါ့နော်89 80ဒီ89ချိန်မှာဆိုရင်၂ချိန်ပြတ်တယ်ပေါ့နော် โอเคဒီ20 asset ကိုလည်းကျွန်တော်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်20ကဒီနှစ်ကိုတစ်ကြိမ်ပေါင်းထားတာဖြစ်ပါတယ်၈နှစ်ကြိမ်16တစ်နှစ်ကြိမ်နှစ်ကို9နဲ့ပေါင်းတာဆိုရင်17ဖြစ်ပါတယ်နှစ်နှစ်နဲ့9ပေါင်း17ပေါ့နော်ပြီးရင်ဒီ6တစ်ကြိမ်33လီက9ကိုနှစ်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဒါဆိုရင်9နှစ်နဲ့0ပေါင်း4နဲ့6ပေါင်း10 9နဲ့9ပေါင်း18နှစ်နဲ့ပေါင်း10ဆိုတဲ့အတွက်ဒီမှာ6တလုံးကျန်တယ်ပေါ့နော် ၆လုံးပိုင်ပေးတာ၃၅နှစ်ဆိုရင်တဲ့အတွက်ကြောင့်မို့ကျွန်တော်၆လုံးပဲအားနဲ့ယူတာ OK တယ်ပေါ့နော်။ဒါဆိုရင်ဆက်တဲ့ချိန်အတွက်ကဒီ၅တစ်ချိန်၊နှစ်နှစ်ချိန်လေး၊သုံးနှစ်ချိန်၆၊၉ပြီးရင်လေး၃ဒီဒီဆက်နှစ်ကိုအပေါ်မှာနှစ်နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်။လေးနဲ့၆ပေါင်းရှင်း30ဖြစ်ပါတယ်။၅၉ပေါင်းရှင်းဒီ14ရတယ်ပေါ့နော်။ပြီးတော့ဒီနှစ်နဲ့နှစ်ပေါင်းရှင်းတဲ့လေးဆိုတဲ့အတွက်လေးလေးပေါင်း၈၈လုံးပိုင် အားနေတာဖြစ်ပါတယ်ခင်ဗျာ။ โอเคဒီတွင်နေ့အရာဒီဆက်တဲ့ချိန်မှာရှစ်လုံးပိုင်အားနေတာဖြစ်ပါတယ်။โอเคဒါဆိုရင်ခုနက6ရက်7ရက်ပေါ့နော်ဒီတပင်မှာလဲဒီတွင်နေ့တစ်မျိုးမှာလဲ10ဖြစ်ပါတယ်6 10 10ပေါ့နော်နောက်ထပ်တွင်နေ့တစ်ခုကိုလေ့လာကြည့်အောင်ဒီမှာတော့ကျွန်တော်10ရှစ်လုံးပိုင်ပေးတာအားလေးလေး6ခွန်ကိုတုံများ63ဟာနေစာပြီးပြပေးထားတယ်ပေါ့နော်โอเคဒီလိုလေး okay တယ်ဆိုပေမဲ့ကျွန်တော်ဒီမှာပြပြင်ရှိတယ်ခင်ဗျာ ဒီတုံးတုံးများကိုဒီပြင်မှာကိုလုံးပိန်ပြဲတယ်ပေါ့နော်ပြီးရင်နစ်ကိုပေတာဖြစ်ပါတယ်သုံးကားနေဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီနေဒီလုံးပိန်အနေနဲ့အရှိအတခုထပ်ပြဲသွားတယ်ပေါ့နော်โอเคဒီမှာတော့ကိုအပိတ်ပြက်တယ်ဒီမှာတော့နှစ်အပိတ်ရှိပြီးတော့ဒီ20နှစ်မျိုးမှာတစ်ကြိမ်စီပြက်တယ်ဗောနော်โอเคတူရဲ့20နှစ်ကိုလေ့လာကြည့်အောင်လားခင်ဗျာတူရဲ့20နှစ်ကတော့ကျွန်တော်ဒီ ဒီမှာဗောနောဒီခရီးတစ်ပတ်နှစ်ကိုပေးတာဆိုရင်3 5နှစ်ဆိုတဲ့အတွက်နှစ်ဒီအပိုင်းညာကဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်အဲ့ဒီမှာပြည့်တယ်ဗောနော Okay အရှိနဲ့အနောင်နဲ့မှာတစ်ချိန်စီပြည့်တယ်ဗောနောအားဆိုရင်ဒီဆက်တစ်ချိန်အတွက်က99ကို3 5 1 1 3 9 3 4 9ကို1 3 4 3 3 9ခွန်း3 9 4 4ဖြစ်ပါတယ် ဒီရှိဆုံးငါ့ကိုတုံးနဲ့မြောင်မယ်ပေါ့နော်ပြီးရင်ထိတ်မှာနှစ်ကြိမ်ဒီနှစ်ကို6နဲ့မြောင်အောင်မှာဖြစ်ပါတယ်ဒီအပေါ်လည်းမျိုးပဲပေါ့နော်နှစ်ကို6နဲ့မြောင်မယ်ပြီးရင်ဒီ3ကိုလည်း3နဲ့မြောင်မယ်တုံညာနဲ့ခုနှစ်မှာတစ်ကြိမ်စီတုံညာမှာတစ်ကြိမ်လေးကိုနှစ်ကြိမ်ပေါင်းပြီးတော့လေးနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်။အခဲဒါဆိုရင်ငါးက3ကြိမ်ဖြစ်ပါတယ်ခင်ဗျာ။ငါး3 45ပေါ့နော်3နှစ်ကြိမ်6နှစ်6 42ပေါ့နော်။ ြီးရင်3 3တွေက9ဒီဒီမှာ9ကတစ်ချိန်ပေါ့နော်၄3 7စနစ်9နှစ်ပေါင်း9 9နဲ့9ပေါင်း18 18နှစ်ပေါင်း10ဖြစ်မယ်ပေါ့နော်ပြီးရင်ဒီ9နဲ့6နဲ့ထပ်ပေါင်းတော့17ဖြစ်ပါတယ်အဲ့ဒီတိကို9နဲ့ပေါင်းတော့8 18ဒီကနန်းနှလုံးအားနည်းအဖြစ်ယူမှာဖြစ်ပါတယ်။တက်ကိုခွန်ပေါင်းတော့၈၈လုံးပိန်အားနည်းတာဖြစ်ပါတယ်။ဒါ20အရာပါနော်။ တွင်နီဒီနရောအရှိတခုနဲ့အနောက်တခုမှာဆိုရင်တကြိမ်စီပြတ်တယ်ပေါ့နော်ဒီဆက်ကြကြိမ်မှာတော့အတုံးလိုတဲ့မဆွေတွေအတွက်ကတော့တွင်နီအရာတရှိလုံးပိန်ဖြစ်ပါအားနေတယ်ပေါ့နော်ဒါဆိုရင်တက်ကတရှိမှာရေးလိုက်မယ်ရှေ့ကအနောက်မှာရေးလိုက်မယ်ပေါ့နော်ရှေ့ကအားနေတာ၃ကြိမ်ရှိတယ်ခင်ဗျာโอเคနောက်ထပ်ကျွန်တော်တို့လုံးပိန်အားနေတွင်နီအတိပေါ်ကျွန်တော်ထပ်ပြီးလေ့လာကြအောင်ပေါ့နော် လောင်းပိန်အားနည်းဒါကတော့ကျွန်တော်20အသစ်ဖြစ်ပါတယ်ဒီ၄နဲ့နည်းနဲ့ကိုပေးတာဖြစ်ပါတယ်ဗောနော်၄နဲ့ပေးတာ93 93 94ကိုပေးတာ336နည်းနဲ့3နဲ့ကိုပေးတာ3 4 4 59ပေးတာ669 29ပေးတာ63 6 4ကိုပေးတာ66နဲ့20နဲ့မျိုးစလုံးတူတယ်ပေါ့နော်ခွန်ရှင်းပေးတာ66က31ပေးတာ96နဲ့ နေ့လျှောက်ကိုပေတာတုံညာလေလေ၃လေးပေတာနိနိတိခွန်၅ပေတာချစ်လေးတော့ခွန်တိပေတာရှေရှောက်တော့၃၅ပေတာနိတော်များကိုပေါ့နော်ခွန်ခွန်ကိုခွန်တုံညာတုံညာ၃ခွန်ခွန်၆နဲ့၃နဲ့ကိုပေတာ၈၉လေးဖြစ်ပါတယ်ခုနဲ့တင်တဲ့ကိုပေးတာဆိုရင်963ပေါ့နော်963ပြီးတော့နောက်ထပ်ကျွန်တော်68ခွန်ပေါ့နော်68ခွန်မှာဆိုရင်3ညနဲ့9နဲ့ကိုပေးတာဖြစ်ပါတယ် တောင်ညာ၅ဗေဒါ68ခွန်ဖြစ်ပါတယ်။၃နဲ့6နဲ့9ဗေဒါ2နဲ့ခွန်1နဲ့ဗေဒါ38 4နဲ့6ဗေဒါ3တောင်ညာကိုခွန်69ဗေဒါ35နဲ့ဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တွေ့ရတဲ့20နဲ့ကိုလေ့လာကြည့်အောင်ပါနော်။ခုလောဆယ်တော့ဒီ20နဲ့မြို့ကတော့ပြည့်ပြင်မရှိသေးဘူးပါနော်။အရင်ဆုံး20နံပါတ်1ကိုလေ့လာကြည့်အောင်လားခင်ဗျာ။ โอเคဒါလေးကတော့ကျွန်တော်လုံးပိုင်အားနဲ့ယူတဲ့နေ့20နံပါတ်10ဖြစ်ပါတယ်ဒီနေ့မှာတစ်ကြိမ်ဖြစ်ပါတယ်ခင်ဗျာနေ့ကတစ်ကြိမ်ပြီးရင်၃ညနဲ့ကြိမ်၃ညရှင်းနေပေါ့နာရှင်6ခွန်ရှင်းပေါ့နော်နေ့က၄ကြိမ်ဆိုတဲ့အတွက်အနည်းလေးဒီရှင်းကိုဒီနောက်ဆုံးပါလေရှင်းနေထပ်ပေါင်းပေးရတာဖြစ်ပါတယ်အားဖြင့်ကျွန်တော်ရှင်းဆုံးကအနည်းနဲ့10ပေါင်း10ရှင်းက3ချိန်ဆိုတဲ့အတွက်24လေးလုံးပိုင်အားနေတာဖြစ်ပါတယ် သုံးတုံညာ90ဆွေအတွက်ဒီလေးလုံးပိန်ပယ်တာ OK တယ်ပေါ့နော်ပြီးရင်ခုနှစ်လုံးပိန်ပယ်တာကို ထပ်ပြီးလေလာကြအောင်ဘောယူတဲ့နေ့အတိုင်းပဲဒီနေ့ကိုတစ်ကြိမ်ပေါင်းတယ်၈နှစ်ကြိမ်ပေါင်းတော့16တစ်တစ်ကြိမ်ည35ည35ပေါင်း55ပေါင်း6ပေါ့နော်လေးတလီလေးလေးကိုဒီ၈နှစ်ထပ်ပေါင်းရတာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီ6နှစ်ကြိမ်7နှစ်ချင်းနှစ်ပေါင်းရ20နှစ်နှစ်တစ်ပေါင်း3 3လေးပေါင်း ခုနှစ်လုံးပိန်အားနေတာဆိုရင်3-5နှစ်ဆိုတဲ့အတွက် OK တယ်ပေါ့နော်ဒီမှာခုနှစ်ပေတာ3-5နှစ်ပန်းနီနံပါတ်7ဆက်တဲ့ကြိမ်အတွက်ဆိုရင်တော့ဒီမှာ9ကိုတစ်ကြိမ်ယူမှာဖြစ်ပါတယ်8ကို2ကြိမ်ယူတဲ့အတွက်ကြောင့်မို့နှစ်နှစ်ကြိမ်ပေါင်းတာကလေ1တရားမှာ3ပြန်နှစ်3တည်ဆိုတော့3400တည်ပေါင်း6 4က4ချိန်ဆိုတဲ့အတွက်16ပြီးရင်ရှင်းနေထပ်ပေါင်းရတာဖြစ်ပါတယ်ခင်ဗျာ ခဲဒါဆိုရင်ကျွန်တော်တို့ဒီဒီလေးပေါ့နော်ဒီ9နဲ့4ပေါင်း9 9 3ပေါင်း7အနည်းနဲ့8ပေါင်းရင်30 6နဲ့8ပေါင်းတော့14ဆိုတဲ့အတွက်ကျွန်တော်တို့လေးလုံးပိန်အားနေတာဖြစ်ပါတယ်။တနည်းအရပေါ့နော်ဒီမှာလေးလုံးပိန်အားနေတာဖြစ်ပါတယ်။ Okay ထပ်ပြီးတော့နောက်ထပ်တနည်းတစ်မျိုးဒီအနောက်ကဟာပေါ့နော်ဆယ်ပြီးလေးလာကြည့်အောင်လားခင်ဗျာ။ဒါကတော့ကျွန်တော်လုံးပိန်အားနေယူနေနံပါတ်1ဖြစ်ပါတယ်။ ်တွနီကဒီနှစ်ကိုတစ်ချိန်ပေါင်းမယ်6မှာတစ်ချိန်ပေါ့နော်တက်က3ချိန်ဆိုတဲ့အတွက်3နှစ်က5ချိန်ဖြစ်သွားတယ်ပေါ့နော်နှစ်5လီ30ကို6နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်6နဲ့4ပေါင်းချင်းတက်စီ3နဲ့7ပေါင်းတာကလည်း6နဲ့ဒီနှစ်နဲ့ပေါင်းတာ6ဆိုတဲ့အတွက်6လုံးပိန်ပေးတာဖြစ်ပါတယ်3 3 9ဆိုတဲ့အတွက်6လုံးပိန်ပေးတာ OK တယ်ပေါ့နော် โอเคနောက်ထပ်လဲကြည်ချောင်းလုံးပိန်ပေတာ၃ငါးနှစ်စွာလေးဆက်ပြီးလည်လာကြည့်အောင်ဒီနှစ်ကတစ်ကြိမ်ဖြစ်ပါတယ်ကိုးတစ်ကြိမ်နှစ်နှစ်ကြိမ်လေးလေးသုံးပေါင်းရှင်းက900ရာမှာဖြစ်ပါတယ်နောက်ထပ်ကိုးတစ်ကြိမ်တစ်က5ကြိမ်ဆိုတဲ့အတွက်5ကို4နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ဗောနောโอเคဒါဆိုရင်ကိုးနှစ်ကြိမ်ပေါင်းတာက16နှစ်နဲ့ပေါင်းရင်20ဒီ9လေးပေါင်းကို9နဲ့ခွန်ပေါင်း16ဆိုတဲ့အတွက်6လုံးပိန်အားနေတာဖြစ်ပါတယ်။3 9နေဆိုတဲ့အတွက် OK တယ်ဗောနော်။ ဒီမှာရှောင်းလုံးပိန်ပေတာ၃၅ညဒီဆက်တဲ့ချိန်အတွက်ဒီနှစ်ကိုယူထားတဲ့အတွက်ဒီအောက်မှာ၅ကိုတစ်ချိန်ယူရတာဖြစ်ပါတယ်။၅အပေါင်းပါနော်၉၉ကိုပါနော်ဒီဘောလေးကိုဒီအောက်မှာလည်း၉ပြီးရင်နှစ်တဒီတစ်နှစ်ချိန်နှစ်နှစ်နဲ့၃ပေါင်းတာက၅၃၅တစ်ချိန်၄က၅ချိန်ပါနော်၁ကို၅ချိန်ဆိုတဲ့အတွက်အလေး၅လေး၂၀ပြီးရင်ဒီ၄နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ခင်ဗျာ။ အဆွေ95ပေါင်းရှင်းတစေ93ပေါင်းလာကစနေရမှာဘနော93နဲ့3ပေါင်းလာစနေနေနဲ့4ပေါင်းရှင်း6ဆိုတဲ့အတီတပံပါလေကျန်တော့6လုံးပိန်အားနေတယ်လို့ဆိုလို့ရှင်းဖြစ်ပါတယ်ဒါဆိုရင်6လုံးပိန်အားနေတာ3ချိန်ဆက်တိုက်ပေါ့နော်ဒါဆိုရင်ဒီ20မှာတော့4နဲ့6နဲ့ကိုပိန်မှာဖြစ်ပါတယ်ခင်ဗျာโอเคဒီ4နဲ့ဒီ6နဲ့ပိန်တာပေါ့နော်ဒါဆိုရင်ဒီမှာထပ်ပြေးမယ် 4ရဲ့6ရဲ့6ကအကျွန်တော်ဒီရှိမှလည်းပါတယ်ပေါ့နော်။ဒါဆိုရင်ကြံနေတဲ့ဟာလေးကိုကျွန်တော်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။၃ညတစ်လုံးကြံမယ်ပေါ့နော်။၃ည1 3ဒီမှာ4ပါတယ်5မပါဘူး6 9မပါဘူးပေါ့နော်။8 9မပါဘူး။โอเคဒါဆိုရင်ကျွန်တော်ဒီမှာ6လုံးအပြည့်ကြံမယ်ပေါ့เนาะဒီလုံးပိန်အားနဲ့ဒွန်ဒီအကုန်လုံးတာ ။ Okay မယ်ဆိုရင်ပေါ့နော်။၃ည၄၃၅9ဒီထက်က၃လုံးပေါ့နော်။အခုတော့ကျွန်တော်မထည့်တဘူး။ပေတံအရာဆိုရင်တော့ကျွန်တော်တို့ဒီ၄၃၅ကတခု၃ည9ကတတန်းတလုံးအထီဖြစ်မယ်ပေါ့နော်။နတန်းထီရမယ်လို့ဆိုလို့ရှင်ဖြစ်ပါတယ်2 3မပြီးဘူးပေါ့နော်3ည9ကိုမပြီးဘူးလို့ဆိုလို့ရှင်ဖြစ်ပါတယ်ဒီဟာကိုမှကျွန်တော်တို့ break က2 3ကို break ဖြစ်ပါတယ်ပေါ့နော် အဲ့မှာကိုးတလုံးကိုပေလို့လဲရာသေးတယ်ဗောနော်ကျွန်တော်နောက်ထပ်အတွက်နည်းအရာကိုးတလုံးပေတာဖြစ်ပါတယ်ကိုးလုံးပေအာနေထဲမှာလေးပါတယ်ဗောနော်ဆိုတော့ကျွန်တော်ဒီနေပရိတ်၃ပရိတ်၉ပရိတ်ပုံတူတာဗောနော်နေ၃၉ပရိတ်၂၀တင်ပြထားတယ်ဒီပုံတူပရိတ်ဗောနော်အဲ့မှာကျွန်တော်နေပရိတ်ကတောင်ညာ၃၉ရဲ့တောင်ညာ၅ခွန်ရဲ့နေ၃ခွန်ရဲ့ဒါလေးကအာရမှာဖြစ်ပါတယ်ပြီးရင်၉ပရိတ်မှာတော့တောင်ညာ၄ခွန်ရဲ့၃ခွန်၉ရဲ့ ဒါလေးအားရမှာဖြစ်ပါတယ်ဗောနော်ဒီ၃ break ကတော့မရှိတော့ဘူးတရားကြွေရွဲ့ဒီလုံးပိန်အားနေတာ okay မယ်ဆိုရင်ဗောနော်ပေတံကလည်း okay မယ်ကျွန်တော်၃လုံးပေါင်းရှင် break ကလည်း okay မယ်ဆိုရင်တော့ညကို break ပဲဗောနော်၃ break မရှိတော့ဘူးဗောနော် okay ဒါလေးကတော့ကျွန်တော်ဒီမှာ၉ကိုထပ်ပေးမယ်ဆိုရင်တုံမြ၅ခွန်ည၃ခွန်တုံမြ၄ခွန်ပဲဖြစ်မယ်ခင်ဗျာ okay အားလုံးပဲကံကောင်းကြပါစေခင်ဗျာ